operating system တခုကောင်းခြင်းမကောင်းခြင်းဆိုတာကကိုယ့်ပုံမှာအများကြီးမူတည်ပါတယ်ဗောနော်အဲ့တော့ကိုယ်အလုပ်လုပ်တဲ့နေရာမှာလဲဒီ operating system ကအသုံးချလို့ရတယ်ဆိုရင်ဒီ operating system ကကိုယ့်ကိုအကျိုးပြုနေတာဖြစ်တဲ့အတွက်အရန်ကောင်းပါတယ်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်လုပ်နေတဲ့ level မှာ linux system administration level မှာဆိုရင် linux ကိုသုံးရတာကြိုက်တယ် linux ကို linux ကအလုပ်လုပ်ရတာတွင့်ကျဲတယ်ဆိုတာ linux ကကောင်းတာပဲ macOS က macOS နဲ့အလုပ်လုပ်နေရဒီကောင်နဲ့အလုပ်လုပ်ရတာတွင့်ကျဲတယ်ဆိုလဲဒီကောင်နဲ့ ကောင်းတာပဲအဆင်ပြေတယ်အဲ့တော့ကိုကြိုက်နဲ့တက်တဲ့ operating system ကကိုကိုအကျိုးပြုတယ်ဆိုလို့ရှိရင်ဒါအကောင်းဆုံး operating system တစ်ခုပဲပေါ့နော်အဲ့တော့တကယ်တမ်း real မှာတွေ့ရမဲ့အကြောင်းအရာတွေက operating system တိုင်းကတော့သူနည်းသူဟန်နဲ့ကောင်းနေကြတာပဲပေါ့နော်အဲ့တော့ဆိုလိုခြင်းကတော့ကျွန်တော်တိုက်ခိုက်တာလည်းမလုပ်ချင်ဘူး ဘယ်ဟာကောင်းတယ်လို့လည်းမပြောချင်ဘူးအဲ့တော့လုပ်ငန်းကွယ်မှာဘယ်ကောင်ကပို့ပြီးတော့အသုံးတည့်တာလဲဆိုတာကိုကျွန်တော်တို့ ID နဲ့ပဲတည်းမှာအလုပ်လုပ်တဲ့သူတိုင်းကသိပါတယ်အဲ့တော့လုပ်ငန်းကွယ်နဲ့ရောက်တဲ့အခါမှာဩသူနေရာနဲ့သူ operating system တွေကအကျိုးပြုပါလားဆိုတာကိုသိသွားပါလိမ့်မယ်ဒါလေးပြောပြပေးချင်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်